်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးယသခင်ရဲ့ခြေဆုတော်ကိုချီးမွမ်းပါလေမင်္ဂလာရှိသောအမွေအနှစ်ဆိုတဲ့ကောင်းစဉ်နဲ့တရား28ခုမြောက်သောဇာလံအငယ်တက္ကနိ9ကိုဆင်ခြင်သွားကြပါလေ ထောင်ရပြားသည်အိမ်ကိုစောက်တော်မမူလျင်စောက်တော်သူတို့သည်အချင်းဤလှုပ်ဆောင်ကြ၏ထောင်ရပြားသည်မြို့ကိုစောက်တော်မမူလျင်ကင်းဆောင်တို့သည်အချင်းဤစောက်ကြ၏စောစောထလျက်ညံ့နေသည့်တိုင်အောင်မအိပ်ဖဲနေလျက်ပင်ပန်းစွာအစာစားလျက်နေတော်လဲအကျိုးမရှိအိပ်ပျော်ရသောအခွင့်ကိုချစ်တော်မူသောသူအားအမှန်ပေးတော်မူ၏ဖွားမြင်သောသာသမီတို့သည်ထောင်ရဖျားဆုချ၍ ပေးသနာတော်မူသော အမွေဥစ္စာဖြစ်ကြ၏အသက်ပြိုစင်ဖွားမြင်သော သာသမီတို့သည် သူရဲ့လက်၌ရှိသောမြားကဲ့သို့ဖြစ်ကြ၏မိမိများတောင့်ကို သူတို့နှင့် ပြည့်စေတော်သူသည်မင်္ဂလာရှိ၏သူတို့သည် ရှက်ကြောက်ခြင်းမရှိ ရန်သူတို့ကို တကားဝ၌စီတာကြလိမ့်မည်ဒီနှကွက်တော်မှာမင်္ဂလာရှိတဲ့ အမွေအနှစ်အဖြစ်ကျွန်တော်ရဲ့သာသမီတွေကိုဖော်ပြနေပါတယ် သာသမီဆိုတာကဘုရားသခင်ဆုချပေးထားတာဖြစ်တဲ့အတွက်ဒီပိသနာတဲ့အမွေဥစ္စာအဖြစ်ဆိုထားပါတယ်ဘုရားသခင်ဆုချပေးထားတဲ့ဒီကောင်းချီးမင်္ဂလာအမွေအနှစ်ဖြစ်တယ်ဆိုတော့သာသမီဆိုတာကျွန်တော်တို့အတွက်ဝန်တုပ်ဝန်ပိုးမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့ဝန်တုပ်ဝန်ပိုးအနေနဲ့မခံယူသင့်ပါဘူးဒီ129ခုမြောက်သောဇာလံဟာရှောလမုန်မင်းကြီးရေးသားခဲ့တာဖြစ်ပြီးတော့မှဒီအထဲမှာ အပိုင်းနှစ်ပိုင်းရှိတာကိုတွေ့ရပါတယ်။ပထမအငယ်တက်ကနေနဲ့မှာဘုရားသခင် မရှိဘူးဆိုရင်ဒါမှမဟုတ်ဘုရားသခင်မပါဘူးဆိုရင်ကြိုးစားအားထုတ်တဲ့အလုံမှန်သမျှဟာ အချင်းဤဖြစ်တဲ့အကြောင်းကို ဖော်ပြထားပါတယ်။အခုဒုတိယပိုင်းအငယ်၃ငတ်နေ၅မှာတော့သာသမီဆိုတာဘုရားသခင်ရဲ့အမွေဥစ္စာဖြစ်တဲ့အကြောင်းကို ဖော်ပြထားပါတယ်။သာသမီတွေဟာဘုရားသခင်စီကအမွေဖြစ်တယ်ဆိုတဲ့တမန်တရားနဲ့အတူ လူရဲ့ကြိုးစားအားထုတ်မှုကိုဘုရားသခင်ကကောင်းကြီးမပီးမချင်းအိမ်ကိုမဆောက်ရတဲ့အကြောင်းကိုဖော်ပြထားတယ်။ဘုရားသခင်ကသူတို့ကိုစောင့်ရှောက်မှုမပေးဘူးဆိုရင်မြို့တွေကိုအကာအကွယ်မပေးနိုင်ဘူး။စောစောထပြောမှအလုတ်လုတ်ချင်းနဲ့အနားယူချင်းတွေမှာဘုရားသခင်ကောင်းကြီးမပေးဘူးဆိုရင်အတိတ်ပဲမရှိသလိုအိပ်ပျော်ရတဲ့အချိန်မှတောင်းဘုရားသခင်ကလူတွေကိုကောင်းကြီးပေးနိုင်စွမ်းရှိပါတယ်။ ဆိုလိုနေတဲ့သဘောကတော့လူရဲ့စိတ်ဝိညာဉ်ထဲမှာဘုရားသခင်ရဲ့ကောင်းကြီးတွေနဲ့အတူဘုရားသခင်နဲ့ဆက်ဆံနေမယ်ဆိုရင် လူသားရဲ့ကြိုးစားအားထုတ်မှုဟာတန်ဖိုးရှိနေမှာပဲဖြစ်တယ်။အဲ့ဒီအတိုင်းပဲဘုရားသခင်ကောင်းကြီးပေးမှသာလျင်သားသမီးကိုမွေးဖွားခြင်းနဲ့ပြုစုပြောင်းထောင်ခြင်းတို့ကိုပြည့်စုံစေမှာဖြစ်တယ်။သားသမီးတွေဆိုတာလူသားတို့ရဲ့ကြိုးစားအားထုတ်မှုရဲ့ရလတ်လို့မဆိုနိုင်ပဲနဲ့သားသမီးဆိုတာဘုရားသခင်စီကအမွေအနှစ်လက်ဆောင်ပဲဖြစ်တယ်။ ဘွားမြင့်တဲ့သာသမီဟာပြသခင်ရဲ့အမွေလက်ဆောင်ဖြစ်တယ်။သူတို့ဟာစစ်သူရဲ့လက်ထဲမှာ ရှိတယ်များနဲ့နှိုင်းရှင်ထားပါတယ်။စစ်တီတော်ဟာသူတို့ရဲ့ပြင်မှတ်ကိုထိမိစေဖို့မျောလင့်ချက်နဲ့များတွေကိုကျွမ်းကျင်စွာ ပြစ်လွတ်နိုင်တယ်။များတောင်များများရှိတဲ့သူဟာ ကောင်းကြီးများများခံစားရသလိုပဲများတွေကပြင်မှတ်တော်တော်များများကို ထိမှန်နိုင်မှာဖြစ်တယ်။ကျွန်တော်ကပောက်ကျန်းအခန်းကြီး30အငယ်တက်ကနေနှစ်မှာ ရာခိလကသားမဖွားတဲ့အခါမှာယာကုတ်ကိုသားပေးပါဆိုပြီးတော့မှတောင်းဆိုပြီးတော့မှသားမဖွားရရင်တည်တော့မယ်လို့ဆိုတဲ့အခါယာကုတ်ကသားဖွားခွင့်ကိုမပေးတဲ့ဘုရားခင်ကိုစားပြစ်သလားလို့သူက ပြန်ပြီးတော့မှပြောဆိုခဲ့ပါတယ်။ယာကုတ်ရဲ့အသက်တာဒီအဖြစ်အပျက်ကသားသမီးဆိုတာကဘုရားခင်ရဲ့အမွေဖြစ်တဲ့အကြောင်းဖော်ပြနေတဲ့အချက်ဖြစ်တယ်။နောက်ဆုံးကပ္ပဝုကျမ်းအခန်းကြီး30အငယ်22ကနေ24မှာတော့ ပြာသခင်ကရာခေလကို အောက်မေ့တော်မူပြီးတော့သူ့ရဲ့စကားကိုနားထောင်ပြီးတော့တာဖွာခွင့်ကိုပေးခဲ့တဲ့အကြောင်းကိုတွေ့ရတယ်။အရိတာဟာယောသပ်ပဲဖြစ်တယ်။ဧဝလည်းပဲသားတွေကိုမွေးဖွားတဲ့အခါမှာထာဝရဘုရားရဲ့လူကိုရပြီလို့ကပောက်ကျန်အခန်းကြီးလေးအငယ်တက်မှသူကဆိုခဲ့ပါတယ်။ကျွန်တော်တို့ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီးတက်အငယ်20ကိုကြည့်မယ်ဆိုရင် ဟာနာဟာဘုရားခင်စီမှာဆုတောင်းတဲ့အခါ ရခဲ့တဲ့သားဖြစ်တဲ့အတွက်ကြောင့်ရှမွေလားလို့နာမည်ပေးခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်။သားသမီးဆိုတာကဘုရားသခင်စီကမင်္ဂလာရှိတဲ့အမွေအနှစ်ဖြစ်တယ်ဆိုတဲ့အခုဖော်ပြချက်ကလူရဲ့အထူးခြားဆုံးအောင်မြင်မှုတွေဆိုတာအမှန်တကယ်လူအောင်မြင်မှုတွေဆိုတာထက်ဘုရားသခင်စီကကောင်းကြီးမင်္ဂလာပဲဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့ကိုအရေးကြီးတဲ့ဖော်ပြနေတဲ့အချက်ပဲဖြစ်တယ်။ ျွန်တော်အနေနဲ့ဘုရားသခင်ရဲ့အလိုတော်နဲ့အညီအသက်ရှင်နေတဲ့အသက်တာမှာသာသမီဆိုတာဘုရားသခင်စီကမင်္ဂလာရှိတဲ့အမွေအနှစ်ဖြစ်တဲ့အတွက်ဘုရားသခင်ပေးလာတဲ့အမွေအနှစ်တွေကိုဝန်ထုပ်ဝန်ပိုးအနေနဲ့သဘောမထားဘဲနဲ့အသက်တာတလျှောက်လုံးမင်္ဂလာရှိစွာ ပြုစုထိမ့်သိမ်းပြိုးထောင်သွားနိုင်ဖို့သာသမီတွေကိုတန်ဖိုးထားပြီးတော့မှနှုတ်ကပတ်တော်နဲ့အညီဘုရားသခင်ရဲ့ကောင်းခြင်းမင်္ဂလာတွေကိုထိမ့်သိမ်းဆောင်လျှောက်သွားနိုင်ဖို့ ကျမ်းနာဆင်ခြင်ခဲ့သူအားလုံးအပေါ်မှာဘုရားသခင်ကအတိတ်တဖန်ကောင်းချီးပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်။